မပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ပတ်ရဲ့ Visa Directory အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဥရောပနိုင်ငံတွေထဲကတစ်ခုဖြစ်တဲ့ပေါ်တူဂီနိုင်ငံကိုတွားရောက်လည်ပတ်ခြင်းနဲ့သူတွေရှောက်ထားရမယ် Visa မျိုးစားအကြောင်းနဲ့အတူလိုအပ်တဲ့အချက်အလက်တွေပေါ်တူဂီနိုင်ငံကတွားရောက်လည်ပတ်တဲ့နေရာတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်2025နှစ်စရဲ့စစ်တမ်းတွေအရပြောင်းရွှေ့နေထိုင်မှုအတွက်အကောင်းဆုံးအဖြစ်အတိမတ်ပြုခံရတဲ့နိုင်ငံတွေထဲမှာ နံပါတ်1နေရာရရှိထားတဲ့ပေါ်တူဂီနိုင်ငံကဥရောပတိုက်ရဲ့အနောက်တောင်ဘက်မှာတည်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။အတ္တလန္တိတ်သမုဒ္ဒရာမှာတည်ရှိတာကြောင့်ယဉ်ကျေးမှုရှုထောင့်များစွာကိုလွှတ်မိုးထားတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အပြင်ပေါ်တူဂီနိုင်ငံရဲ့ဘေးတုကာလက်ရာတွေကြောင့်ကမ္ဘာလှည့်ခရီးသွားများစွာသွားရောက်လည်ပတ်နေကြတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံသား passport ကန်ဆောင်ထားသူတွေအနေနဲ့ပေါ်တူဂီနိုင်ငံကိုသွားရောက်လဲပတ်ချင်တဲ့ဆိုရင်ရှန်ဂန် visa အမျိုးအစားကိုလျှောက်ထားမှာဖြစ်ပါတယ်။ ရှန်ဂန်ဗီဇာဆိုတာကဥရောပတိုင်းမှာရှိတဲ့28နိုင်ငံရှန်ဂန်အဂရီမန့်စာချုပ်လက်မှတ်ရေးထိုးထားတဲ့ကမ္ဘာအကြီးဆုံးဗီဇာဖရီးဇုံလို့သတ်မှတ်ထားပြီးဥရောပနိုင်ငံတွေကိုလည်းပတ်နိုင်တဲ့ဗီဇာအမျိုးအစားဖြစ်ပါတယ်ရှန်ဂန်နိုင်ငံတွေထဲမှာနိုင်ငံတစ်ခုထပ်ပို့ပြီးတော့တွားရောက်လဲပတ်မယ်ဆိုပါကအချိန်အကြာဆုံးတွားရောက်လဲပတ်မယ်နိုင်ငံရဲ့သက်ဆိုင်ရာတန်ရုံမှာဗီဇာစတင်လျှောက်ထားမှာဖြစ်ပါတယ် ရှန်ဂန်ဗီဇာလျှောက်ထားဖို့အတွက်အဓိကလိုအပ်တဲ့စာရွက်စာတမ်းတွေကတော့သတ်မှတ်ထားတဲ့ဗီဇာဖောင်ကိုမှန်ကန်စွာဖြည့်စွက်ပြီးလက်မှတ်ရေးထိုးရန်နိုင်ငံကူးလက်မှတ်မှတ်ပုံတင်သကောင်စီးရင်မူရဲမိတူတို့အပြင်35 mm 45 mm ရောက်ဆုံးဓာတ်ပုံနှစ်ပုံတွားရောက်လက်ပတ်မဲ့နိုင်ငံတွေရဲ့လေယာဉ်လက်မှတ်တွေနဲ့ hotel booking အပါအဝင် travel itinerary အသေးစိတ်တွားရောက်လက်ပတ်မဲ့ခရီးစဉ်အသေးစိတ်ကိုရေးဆွဲထားတဲ့ trip plan ယူရို3000ကာဗာဖြစ်တဲ့ခီးသွွားအာမခံ bank statement လုပ်ငန်းပိုင်ဆိုင်မှုအထောက်အထားဒါမှမဟုတ်ဝန်ထမ်းပြပါကအလုတ်ကနေအားလက်ရက်ခွင့်ပြုချက်ရရှိထားတဲ့စာတို့လိုအပ်မှဖြစ်ပါတယ်မြန်မာနိုင်ငံသား passport ကိုင်ဆောင်ထားသူတွေအတွက်ရှန်ဂန်နိုင်ငံတွေမှာကာလာတိုနေထိုင်မှုအတွက်ရက်60အထိခွင့်ပြုထားပါတယ်။ရှန်ဂန်ဗီဇာလျှောက်ထားဖို့အတွက်တည်ထားတဲ့အကြောင်းအရာတွေကတော့လျှောက်လွှာတင်သွင်းခြင်း၊လျှောက်လွှာတွေကိုသတ်မှတ်ထားတဲ့နေရာတွေကနေတင်သွင်းရမှာဖြစ်ပါတယ်။ဥပမာအားဖြင့်ပေါ်တူဂီနိုင်ငံကိုသွားရောက်လည်ပတ်ဖို့အတွက် မြန်မာနိုင်ငံပြင်သစ်ကိုစားပြု Visa Application Center ဖြစ်တဲ့ VFS Global ကနေတဆင့် Visa လျှောက်ထားမှာဖြစ်ပါတယ်။ Appointment ရယူခြင်း Visa လျှောက်လွှတ်တင်မှုအတွက်ရက်ချင်းကြိုတင်ရယူဖို့လိုအပ်ပါတယ်။ကိုသွားရောက်လည်ပတ်မဲ့ခရီးသွားရမတိုင်းမီအနည်းဆုံး15ရက်ကြိုတင်လျှောက်ထားဖို့လိုအပ်ပြီး6လတက်ဆော့ပြီးတော့လျှောက်ထားလို့လည်းမရပါဘူး။ biometric data ပေးခြင်းရှောက်ထားသူကမိမိလက်ပွေရာပေးဖို့အတွက်လိုအပ်ပြီးတကယ်လို့ရှောက်ထားသူကသတ်မှတ်ထားတဲ့ကာလအတွင်းမှာအရင်ကရှန်ကန်ဗီဇာအတွက်လက်ပွေရာပေးထားခဲ့ဖို့သူဖြစ်ရင်တော့ထပ်မံပေးဖို့အတွက်မလိုအပ်ပါဘူးဗီဇာကြေးဗီဇာကြေးကတော့လူကြီးတွေအတွက်ယူရို60နဲ့အသက်6နှစ်နဲ့ဆက်နှစ်နဲ့ကြာကလေးတွေအတွက်ယူရို55ကျတဲ့မှာဖြစ်ပါတယ်။တကယ်လို့ဗီဇာညှင်းပယ်ခံရရင်ဗီဇာကြေးကိုပြန်လည်ရရှိမှာမဟုတ်ပါဘူး။ ကြာချိန်နော်ဝေးဖီဆောင်အတွက်တော့လှုပ်ဆောင်ကြာချိန်က၃ပတ်လောက်ကြာနိုင်ပြီးတော့လိုအပ်မှုတစုံတရာရှိရင်45ရက်အထိတိုးပြီးတော့ကြာမြင့်နိုင်ပါတယ်။ဒါကြောင့်ဗီဇာမလျှောက်ခင်ခရီးအစီအစဉ်ကိုအသေးစိတ်ချိန်ကပ်ပြီးစီစဉ်ထားဖို့အတွက်လိုအပ်ပါတယ်။ဥရောပနိုင်ငံတွေထဲမှာအခြေချနေထိုင်မှုစဉ်းစားနေရဆိုရင်တော့ပေါ်တူဂီနိုင်ငံကအကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ပေါ်တူဂီနိုင်ငံမှာရေရှည်အခြေချနေထိုင်နိုင်မဲ့ Golden Visa Program ကအရန်ကိုနာမည်ကြီးပါတယ်။ Golden Visa Program က investment loan တွေတမျိုးဖြစ်ပြီးတော့ပေါ်တူဂီနိုင်ငံမှာအနည်းဆုံးပေါင်2300ဆောင်းတန်အင်ချမ်းမြေဝယ်ယူပြီး၃လအတွင်းမှာဝယ်ယူသူကို EU residency အဖြစ်ပေးပါတယ်။ဝယ်ယူသူရဲ့ဇနီးကလေးမိဘအလုံးကလည်း EU resident ဖြစ်ခွင့်ရှိတာကြောင့်အာရှကလူချမ်းသာတော်တော်များများကရွေးချယ်နေထိုင်လျက်ရှိနေပါတယ်။ EU resident ရှိထားတဲ့သူတွေကပေါ်တူဂီနိုင်ငံတဲမကဘဲနဲ့ Schengen visa ဆုံးအတွက်မှာ visa မလိုဘဲနဲ့စိတ်ကြိုက်ဝင်ထွက်သွားလာနိုင်ပါတယ်။၅နှစ်ပြည့်တဲ့အခါမှာတော့ citizenship ဖြောက်ထားနိုင်ပါတယ်။သူရဲ့အာသာချက်ကတော့တခြားနိုင်ငံတွေလို၅နှစ်လုံးပေါ်တူဂီမှာနေထိုင်ဆရာမလိုဘဲပထမနှစ်ကို9ရက်နဲ့နောက်နှစ်တွေမှာ14ရက်အနေပြဖို့ပဲလိုပါတယ်။ပေါ်တူဂီနိုင်ငံမှာမနေချင်ရင်အိမ်သွားဝယ်ထားပြီးတော့ကိုယ့်ရဲ့မူလနေထိုင်တဲ့နိုင်ငံမှာဆက်နေလို့လည်းရပါသေးတယ်။ ော်တူဂီနိုင်ငံကကမ္ဘာအငြိမ်းစမ်းဆုံးနိုင်ငံ၁၀နိုင်ငံထဲမှပါဝင်ပြီးစပိန်နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့နိုင်ငံဖြစ်ပါတယ်။မြို့တော်ကတော့လက်စ်ဘွန်ဖြစ်ပြီးတော့သမိုင်းကျွယ်ဝမှုအရသာရှိတဲ့အစားအစာတွေကမ္ဘာကျော်ဝိုင်းနေနဲ့လှပတဲ့ကမ်းခြေတွေကြောင့်လာရောက်လည်ပတ်သူတွေကိုဆွဲဆောင်လျက်ရှိနေပါတယ်။ပေါ်တူဂီနိုင်ငံကကမ္ဘာသမိုင်းမှာစူဇန်ရှာဖွေခင်မှာအရေးပါတဲ့နေရာကပါဝင်ခဲ့ပြီး ဖက်စကိုတကားမားလိုမျိုးမူးမတ်တွေမွေးဖွားရနိုင်တဲ့တစ်ခုဖြစ်ပါတယ်။ဒါကြောင့်တွားရောက်လဲပတ်မဲ့ဆိုရင်လက်ပတ်လေးလာဆရာများစွာရှိနေပါတယ်။ပေါ်တူဂီနိုင်ငံကနိုင်ငံငယ်တစ်ခုဖြစ်ပေမဲ့လက်ပတ်ဆရာတွေများတာကြောင့်တွားရောက်လဲပတ်မဲ့ဆိုရင်မတွားမဖြစ်တွားရောက်လဲပတ်တင်တဲ့နေရာတွေကိုလည်းဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ Lesbon Lesbon မြို့ကပေါ်တူဂီနိုင်ငံရဲ့မြို့တော်ဖြစ်ပြီးတော့ရောင်စုံအဆောက်အုံတွေ၊သမိုင်းဝင်လမ်းတွေ ချက်ဆက်ပွဲရက်ကွက်တွေနဲ့လှပတဲ့မြင်ကွင်းတွေကြောင့်ကြော့ကြပါတယ်။လက်စပိုးမြို့ကရှေးအခါက finishion လူမျိုးတို့စတင်တီထောင်ခဲ့တာဖြစ်ပြီးတော့မြို့တစ်မြို့ဖြစ်ပြီးရောမလူမျိုးတွေကဒီမြို့ကိုတိုက်ခိုက်သိမ်းယူခြင်းမပြုမီကပင်စီကားလျက်ရှိခဲ့တာဖြစ်ပါတယ်။လက်စပိုးမြို့ကိုရောက်ရင်တွားရောက်လဲပတ်တင်တဲ့နေရာတွေကတော့ Belen Tower 16ရာစုမှာတိဆောက်ခဲ့တဲ့မျောစင်ဖြစ်ပြီးတော့ပေါ်တူဂီရဲ့အောင်မြင်တဲ့ရေချောင်းသမိုင်းတင်ဂီတာတစ်ခုလည်းဖြစ်ပါတယ်။ မန်နီရပီတုကာစတိုင်းနဲ့တိဆောက်ထားပြီးတော့ targets မြေကမ်းပေါ်မှာတည်ရှိတာကြောင့်နေဝင်ချိန်မှာဓာတ်ပုံရိုက်ဖို့အတွက်အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ Geronimo's Monastery UNESCO ရဲ့ကမ္ဘာအမွေအနှစ်စည်ရင်းဝင်ဖြစ်ပြီးတော့ပေါ်တူဂီရဲ့ရွှေခေတ်ကိုကိုစားပြုပြီးအလွန်ကျူးအလားဆင်ထားတဲ့ပီတုကာလက်ရာတွေကိုလေ့လာနိုင်ပါတယ်။ Alpha မှာရက်ွက် လက်စပွန်မြို့ရဲ့အသက်အကြီးဆုံးရပ်ကွက်ဖြစ်ပြီးကျင်းမြောင်းနယ်လန်တွင်ရောင်စုံအိမ်တွေနဲ့ပြည်နယ်နေပါတယ်။အယ်ဖာမာရပ်ကွက်ကို Trump 28နဲ့လှက်ပတ်ကြည့်ရှုနိုင်ပါတယ်။ South Georgia Gasdell မြို့တော်ရဲ့အမြင့်ဆုံးနေရာမှာတည်ရှိပြီးတော့လက်စပွန်မြို့ရဲ့ပြန်ပြူးတဲ့မြင်ကွင်းကိုကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင်17ရာစုကရဲတိုက်နဲ့တမိုင်းဝင်နေရတွေကိုလည်းလေ့လာနိုင်မှာဖြစ်ပါတယ်။ Prasetto Commercio Tagasmia ကံပေါ်မှာတည်ရှိပြီးတော့အဝါရောင်အဆောက်အအုံတွေနဲ့ ဘိုးရှိခင်ဂျိုးစွမ်ရဲ့မျက်စိရုပ်ထုလည်းရှိပါတယ်။အနီးအနားမှာရှိတဲ့ကဖေးမာတင်ဟိုတာအာခေတာမှာကော်ဖီတောင်ရဲနဲ့အပန်းဖြစ်လို့ရပါတယ်။ခီးသွွားအကြံပြုချက်အနေနဲ့လက်စပွန်မြို့ကိုအနည်းဆုံး၃ရက်ကနေ၄ရက်လောက်အချိန်ပေးပြီးလဲပတ်တင်ကမြို့တွင်းမှာသွာလာဖို့အတွက်မြေအောက်ရတာဘတ်စ်ကားနဲ့ထရမ်နစ်ကအဆင်ပြေစွာသွာလာနိုင်ပါတယ်။ပေါ်တိုမြို့ပေါ်တူမျိုးကပေါ်တူဂီနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီးတမိုင်းဝင်အစားအုံတွေကဘာကျော်ပေါ်ဝိုင်းနေနဲ့ ဒေါ်ရိုမြေကမ်းတွေကလည်းကြော်ကြပါတယ်။ပေါ်တိုမျိုးကိုရောက်ရင်သွားရောက်လဲပတ်တင်တဲ့နေရာတွေကတော့ Dom Luis Dada ပေါ်တိုမျိုးရဲ့အထင်ရှားဆုံးအဆောင်ဖြစ်ပြီး Eiffel Tower Designer ရဲ့တပည့်ဖြစ်သူကတည်ဆောက်ခဲ့တဲ့တန်တရာကြီးဖြစ်ပါတယ်။အပေါ်တက်ကနေဒေါ်ရိုမြင့်နဲ့မြို့ရဲ့ရှုခင်းတွေကိုကြည့်ရှုနိုင်ပြီးတော့နေဝင်ချိန်မှာအလွန်လှပတဲ့နေရာတစ်ခုဖြစ်ပါတယ်။ လဗာရီယာလေအိုကဘာအလှဆုံးစားအုပ်ဆိုင်တစ်ခုအဖြစ်ကြော်ကြပြီးနီယွန်အလင်းတွေ လိမ္မော်ရောင်လှေကားကျူးတွေနဲ့နတ်သမီးပုံမြင်ဆန်တဲ့ဘိတုကာလက်ရာတွေကိုလေ့လာနိုင်ပါတယ်ရီဘေရာဒစ်စထရစ်ပေါ်တိုမျိုးရဲ့နှလုံးသားလို့ခေါ်ဆိုနိုင်တဲ့ရက်ွက်ဖြစ်ပြီးရောင်စုံအိမ်တွေမြကန်တစ်လျှောက်မှာရှိတဲ့ကဖေးတွေနဲ့သမိုင်းဝင်လမ်းကြောင်းတွေနဲ့ပြည့်နှက်နေပါတယ်ဒေါ်ရိုမြကန်ကနေပြီးဒွန်လူးဝစ်ဝမ်ဒရာရဲ့ရှုခဲနေကိုတည်ချမြင်ရပါတယ် Port Wine Cellars ဒေါ်ရုံမြကန်ရဲ့တဖက်ချမ်းမှတည်ရှိပြီးတော့ဝိုင်းချန်နေမှာပေါ့ဝိုင်းကိုတွားရောက်တောက်တင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ခေသွားအကြံပြုချက်အနေနဲ့ပေါ်တိုမြို့ကို2ရက်3ရက်လောက်အချိန်ပေးပြီးလဲပတ်တင်ကပေါ်တိုကတ်ဝယ်ယူပြီးတော့အများပြည်သူသက်ယူပို့ဆောင်ရင်းနဲ့ပြားလိုက်တင်မှာရှော့ဆေးရယူနိုင်ပါတယ်။စင်ထရာမြို့စင်ထရာမြို့ကပေါ်တူဂီနိုင်ငံရဲ့နယ်သမီးပုံမြင်မြို့အဖြစ်ကြော်ကြပြီးလက်စဘွန်မြို့ကနေရထားနဲ့မိနစ်40သာကွာဝေးပါတယ်။ တမိုင်းဝင်ရဲတိုက်တွေလှေးဝက်ဥယျာဉ်တွေနဲ့စိတ်ကူးယဉ်ဆက်တဲ့ဘီတုကလက်ရာတွေကြောင့်တွားရောက်လည်ပတ်တင်တဲ့မြို့တစ်ခုဖြစ်ပါတယ်။စင်ထရာမြို့ကိုရောက်ရင်တွားရောက်လည်ပတ်တင်တဲ့နေရာတွေကတော့ဖီနာဖဲလစ်စင်ထရာမြို့ရဲ့အထင်ရှားဆုံးသင်္ကေတဖြစ်ပြီးကမ္ဘာအယောင်အသွေးအစုံလင်းဆုံးနန်းနောက်အဖြစ်ကြော်ကြပါတယ်။19ရာစုရဲ့ romantic style ဘီတုကာနဲ့တိဆောက်ထားကမုံမြော့ခေါမိုးတွေနယံဆေးရောင်တောက်ပမှုတွေနဲ့စိတ်ဝင်စားပွဲကောင်းပါတယ်။မြန်မာတဲ့တောင်ထွပေါ်ကနေလဲ central ရဲ့ data ကြည်လင်တဲ့ရှုခင်းတွေကိုလေ့လာနိုင်ပါတယ်။ င်တာရာရီကလာရာလေးဝက်ဥမင်လှိုင်ကောင်းတွင်စမ်းကျတဲ့ဘီတုကလက်ရာတွေနဲ့အစင်းစင်ကြားတဲ့ဥယျာဉ်တွေကြောင့်ကြောကြပြီးကဘာအလှဆုံးချိုင်းဝန်းလို့ခေါ်တွင်ပါတယ်။လက်ပတ်ရင်းနဲ့ဒနာယီလာဖရီမက်ဆွန်နရီသင်္ကေတတွေကိုရှာဖွေနိုင်ပါတယ်။မိုရစ်ကက်စတယ် 800ဆို900ဆိုလောက်ကမွတ်စလင်အာရက်တီတိဆောက်ခဲ့တဲ့တမိုင်းဝင်ခန့်တက်နေရံတွေဖြစ်ပြီးတောင်ကုန်းမော်ကနေ360ဒီဂရီပီနာပဲလစ်နဲ့အတလန်တိတ်သမုန်တရားကိုမြင်တွေ့နိုင်တဲ့ရှုခင်းနေအတွက်အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ခန့်တက်နေရံတွေပေါ်မှာလမ်းလျှောက်ရင်းနဲ့တမိုင်းကိုခန်းဆားနိုင်မှာဖြစ်ပါတယ်။မွန်ဆရိတ်ပဲလစ်အိန္ဒိယဂေါ်တာတင်နဲ့ မွတ်စလင်ပြည်သူကာစတိုင်တွေရောဆက်ထားတဲ့နန်းတော်ဖြစ်ပြီးတော့တဘာဝဥယျာဉ်နဲ့အတူလှပစွာတည်ရှိတာကြောင့်အချိန်ပိုရင်သွားရောက်လဲပတ်သက်ပါတယ်။ခီးသွားအကြံပြုချက်အနေနဲ့တော့စင်ထရာမြို့ကိုတနေ့တာခီးစဉ်အဖြစ်လက်စပွန်ကနေသွားရောက်လဲပတ်နိုင်ပါတယ်။အလာကာဗီကန်ဂျီ အလာကာဗီကပေါ်တူဂီနိုင်ငံရဲ့အလှဆုံးကမ်းခြေဒေသအဖြစ်ကြော်ကြပြီးရွှေရောင်သဲတောင်မြင်တွေထူးဆန်းတဲ့ကျောက်ဆောင်တွေနဲ့ကြီးလင်တောက်ပတဲ့အတ္တလန်တိတ်သမုဒ္ဒရာရေပြင်လို့ကြောင်းကဘာလက်ခီးသွားတဲ့အထူးနှစ်သက်တဲ့နေရာတစ်ခုဖြစ်ပါတယ်အလာကာဗီကမ်းခြေကိုရောက်ရင်ကမ်းခြေမှာအပန်းဖြစ်နိုင်တဲ့အပြင်တခြားတောက်ရောက်လဲပတ်တင်တဲ့နေရာတွေကတော့ Binagel Sea Cave, အလကာဗီရဲ့အကြောကြားဆုံးတဘာဝအံဖွဲ့ကူဖြစ်ပြီးတဘာဝကဖန်တီးပေးထားတဲ့အမိုးပေါက်ကူနဲ့နေရောင်ကြီးတွေကိုအတွင်းကိုစိတ်ဝင်ကမှော်ဆန်တဲ့အလင်းရောင်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါအပြင်ကူအတွင်းမှာလှေဝတ်တဲ့သဲတောင်မြင်တစ်ခုလည်းရှိပါတယ်။ Priya Dharma in ဟာဥရောပရဲ့အလားဆုံးကမ်းခြေတွေကတစ်ခုအဖြစ်သတ်မှတ်ခံထားပြီးရွှေရောင်သဲတွေကြည်လင်တဲ့ရေပြင်နဲ့ထူးဆန်းတဲ့ကြောက်ဆောင်တွေကြောင့်ကြော်ကြားတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ကန်ဆောက်လမ်းကြောင်းတွေပေါ်ကနေကန်းချီရဲ့အလှပဆုံးရှုခင်းတွေကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ပွန်တာတာပီရာဒါကြီးကြောက်ဆောင်မျိုးစင်တွေလိုင်းကိုရီနဲ့အပြာရောင်ရေကန်ကြီးတွေနဲ့ဖွဲ့စည်းထားတဲ့အဲ့ဒီနေရာကအလာကာဗီရဲ့အထင်ရှားဆုံးသဘာဝရှုခင်းဖြစ်ပါတယ်။လေစီခရီးနဲ့ကြောက်ဆောင်တွေအနီးကိုတွားရောက်နိုင်ပြီးတော့ရင်ငုတ်ချင်းလဲလုံနိုင်ပါတယ်။မာတီရာနဲ့အဇိုရက် ော်တူဂီနိုင်ငံရဲ့ကျွန်းဒေသတွေဖြစ်ပြီးတော့မပြတ်စည်းတဲ့သဘာဝအလှမီးတောင်တွေနဲ့ရေငုပ်ခရီးတွေအတွက်အကောင်းဆုံးနေရာဖြစ်ပါတယ်။မာဒီရာနဲ့အဇူရက်စ်မြို့ကိုတွားရောက်လဲပတ်ရင်တွားရောက်လဲပတ်တဲ့နေရာတွေကတော့ဖန်ရှယ်မာဒီရာရဲ့မြို့တော်ဖြစ်ပြီးတော့ရောင်စုံဈေးတွေတမိုင်းဝင်ဖျားကြောင်းတွေရော်နယ်ဒိုရဲ့မွေးရမြေဖြစ်တာကြောင့် CR7 ပြတိုက်တို့တည်ရှိပါတယ်။ပေါ်တိုမိုနစ် တဘာဝရေကန်တွေကြောက်ဆောင်တွေကြားမှာတဘာဝအတိုင်းပြပေါ်နေတဲ့ရေကန်တွေနဲ့အတ္တလန်တိတ်သမုတ်တရားလှိုင်းတွေနဲ့ရောဆက်ထားတဲ့ရေပူစမ်းတွေလည်းတည်ရှိပါတယ်လာကိုရာဒိုဖိုကိုဆောင်မီကောအိုင်လန်အဇိုရက်စ်ရဲ့အလားပါဆုံးကန်နေတဲ့ကတစ်ခုဖြစ်ပြီးဆောင်မီကောကျွန်းပေါ်မှာတည်ရှိပါတယ်။မီးတောင်ကန်အပြာရောင်ရေပြင်နဲ့ဆိတ်လန့်တဲ့တစ်တောတွေကဓာတ်ပုံရိုက်ဖို့အတွက်အလားဆုံးနေရာဖြစ်ပြီးတော့အလားပါဆုံးရှုခင်းတွေကိုမြင်တွေ့နိုင်ပါတယ်။ဘာကြောင့်ပေါ်တူဂီနိုင်ငံကိုတွားရောက်လဲပတ်တင်လာလဲ။ဈေးနှုန်းသက်သာခြင်း ဥရောပနိုင်ငံတွေထဲမှာဈေးနှုန်းသက်သာပြီးတော့အရေးအသွေးမြင့်ဝန်ဆောင်မှုတွေကိုရရှိနိုင်ပါတယ်။တဘာဝအလှတရားကမ်းခြေတွေတောင်တွေစိမ်ဆန်းတွေနဲ့လှပတဲ့ကြေးလက်ဒေသတွေပေါများလာကြောင်းမှာရင်းကျေးမှုနဲ့တမိုင်းကမ္ဘာအမွေနဲ့နေရာတွေ18ခုရှိပြီးတော့ဘီတုကလည်းရာတွေကိုခန်းစားနိုင်ပါတယ်။အစားအစာလက်ဆက်တဲ့ပင်လယ်စာတွေ Pastel Nata Port Wine ဘကေဟာငါ၆တို့ကိုမြေဆန်းနိုင်မှာဖြစ်ပါတယ်။ ပေါ်တူဂီနိုင်ငံကိုတွားရောက်လဲပတ်ဖို့အတွက်အကောင်းဆုံးအချိန်ကတော့မေလကနေစက်တဘာလအတွင်းဖြစ်ပြီးရာသီဥတုပူနွေးပြီးတော့ကမ်းခြေတွေနဲ့ပြင်ပလှုပ်ရှားမှုတွေအတွက်အကောင်းဆုံးအချိန်ဖြစ်ပါတယ်။အော်တိုဘာကနေဧပြီလကတော့လူထုထပ်မှုနဲ့ပြီးတမိုင်းဝင်နေရာတွေကိုငြိမ်သက်စွာလေ့လာနိုင်မှာဖြစ်ပါတယ်။ဒီနေ့မှာတော့ဥရောပနိုင်ငံတွေကပေါ်တူဂီနိုင်ငံကိုတွားရောက်လည်ပတ်နိုင်တဲ့ဗီဇာအမျိုးအစားတွေအကြောင်းနဲ့ပေါ်တူဂီနိုင်ငံအတွက်မှာတွားရောက်လည်ပတ်တဲ့နေရာတွေအကြောင်းကိုပြောပြပေးခဲ့တာဖြစ်ပါတယ်။ နောက်တစ်ပတ်ဒီမှာလည်းအာရှဥရောပနိုင်ငံတွေအကြောင်းနဲ့တွားရောက်လည်ပတ်နိုင်တဲ့ဗီဇာတွေအကြောင်းအပြင်အခြားအခြားသောစိတ်ဝင်စားပွဲသိရှိထားတဲ့အကြောင်းအရာတွေကိုအပတ်စဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် Visa Directory အစီအစဉ်ကိုစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။